အစိမ့်နဲ့ကမ္မနေ့စဉ်ပရိယွနေတယ်ပဋ္ဌာန်းယွနေတယ်ဒါအစိမ့်နဲ့ကံလေးတစ်ခုဂုံတော်ပွားနေတယ်တောက်တော်ရေခန့်နေတယ်ဆွမ်းလောင်းနေတယ်အဲ့ဒီအစိမ့်နဲ့ကံတွေကတော့အကျိုးတော်မရုပ်ဘူးဘဝရဲ့အထောက်ပံ့အလွန်ကြီးတယ်လို့ဘုရားဘာသာဘုန်းကြီးတပါးဆိုရင်၄ခုရှိပါတယ်ဘုရားနုဒတိမရဏနုဒတိမေတ္တာကမ္မထာအတုဝကမ္မထာအဲ့ဒီ၄ခုကတက်ဆောင်တယ်စတုရကခဒီ၄ခုတော့ဘုရားသာဘုန်းကြီးတပါး မေတ္တာအမြဲတမ်းပို့မယ်အတုကကမ္မထာအာနာပါနအဲ့ဒီတစ်ခုကတော့အမြဲတမ်းရှိတယ်ဂုံတော်ဆိုဗုဒ္ဓနုဒတိအမြဲတမ်းပွားမယ်တစ်ခုပေါ့ဆိုအဲ့လိုမျိုးဆိုရင်တော့အစိနကံနိုင်ငံရေးနဲ့ပြောရရင်လို့ရှင်တော့နည်းနည်းတော့ကြီးကျယ်တာပေါ့ဝိညာဉ်ဝင်ကိုထောင်ထဲမှာဖမ်းထားတဲ့အခါမှာမင်းကွန်ရှယ်ရော်နဲ့မာစီရှယ်ရော်ပြင့်ပေးပါလို့ဘုဥနုကပြောတော့အဲ့ဒီတော့ဘုချုပ်တင်ပေးပါ ဟောတင်ဖေးဘုံနေဝင်ရအဲ့ဒီဘုံကြီးတစ်ပါးကျော်ငါစုံစမ်းတာပါဘုရုပ်အာမားစီဆရာဆိုတော့ဝိပဿနာသမားဆက်ထာသနာတင်ခဲ့တာဥနုရဲ့ဆရာတွေပဲဥနုတကပါဆရာတော်ကြီးကဟိုမင်းကောင်းဆရာတော်ဆိုတော့သူကပြီးတော့သူအာကုန်ဆုံးတိပိတကအလွန်ချိုးသားတယ်ထည့်ပြလိုက်ကွာဘာတွေပြောလဲမတန်းတင်ခဲ့တယ်ဆရာဥနုကငိုတော့ထောင်ထဲမှာ မိုးတော့မာစီဆိုတော့ဘုရားကတော့တကယ်ကောင်းတဲ့စကားပါဒါတွေကဝင်းကြီးတို့ဦးနှုကနေပြီးတော့ဆရာတော်ရဲ့ဗမောဆရာတော်ဗမောတိတ်ချင်ယူတယ်ဦးနှုကဗမောဆရာတော်3456ပါဥပဒနာဘယ်လောက်ယူလဲယူချင်ပါဦးဘုရားတော့ဒီစကားတွေကြားရတာတန်ဖို့ရှိလာပါတယ်ဗမောဆရာတော်ကအဲ့ဒါဒီနေ့နိုင်ငံတော်သားဥရဆော်ကြီးတော့သူ့ကိုရှောက်ဦးနှုဆရာတော်ကလေးပါအဲ့တော့မငူပါနဲ့တခါကြီးရဲ့တဲ့ ထောင်လို့မတတ်မှတ်ပဲနဲ့ဒီထောင်အချင်းစခန်းကိုဒဂါကြီးရည်စက်ချဝိုင်းကူညီခဲ့တဲ့ဖန်ရင်ဓမ္မယုံလို့မာစီရဲ့ဖန်ရင်ဓမ္မယုံအဲ့ဒီမာစီရိတ်တာတွေကဖန်ဖန်ရင်ဓမ္မယုံလို့တရားစခန်းလို့စိတ်ထဲကိုတွက်လိုက်ရင်ဒါလေးကထောင်လေးကတရားရိတ်တာကမ္မမေဝဌာနကမ္မဌာနကာမံဆိုတာကဝိပဿနာလုပ်တာဌာနကတီးရာ ဝိပဿနာရဲ့တရားဆိုရင်မှာဝိပဿနာတရားဘယ်နေရာမှာဆိုဖြစ်နိုင်တာပဲတဲ့ဆိုတော့ကမ္မထံဌာနဒီလိုတွေးလိုက်ရင်တရားရည်တာပေါ့ဗျာတဲ့ခင်ဗျားကတရားစခန်းနဲ့ပို့လိုက်တယ်လို့အဲ့လိုတွေ့လိုက်ပါပြီးသွားပြီမြေသိမ့်သွားမင်းကောင်းစီတော်ဘုရားကြီးကတော့အရန်တသောသမသမုဒ္ဒတသောခုနလိုတကယ်ရောင်းကြုံလာရင်မြတ်စွာဘုရားရှင်ရဲ့ဂုံတော်လောက်အေးမြတာမရှိဘူးဂုံတော်နဲ့မေတ္တာအဲ့ဒီနှစ်ခု ဥနေဝင်ပေါ်တော့လည်းကောင်းမဆလာပါတီပေါ်တော့စစ်တပ်ပေါ်တော့လည်းကောင်းမမုန်းပဲနဲ့အဲ့လိုဂုံတော်နဲ့မတန်နဲ့ပွားပါလို့ရှော်ပြိုင်းနှစ်ပါးကဝင်းယူဥနူပြောခဲ့ပါတယ်အဲ့လိုပြောခဲ့လိုက်တာဖြစ်ခြင်းကြောင့်တခါတည်းရံမှာဘူနေဝင်းကစိတ်ယူပေါက်လာပြီးရောက်တင်ဖေးအဲ့ဒီဗရီကင်ပလိုက်တော့ကွာလို့တပ်ပလက်ခါရတယ်ရှင်းပလိုက်တော့အော်နော်နော်နော် ဲ့လိုပြောစက်ခဏမှာလည်းခေါင်းတွေကိုလှန်လေးနဲ့ထိုးပြီးခံစားပြီးတော့ဟာတို့တို့အေးအေးအဲ့လိုကြီးတကိုးရှိတယ်ကွာဟိုဖိုးကြီးကဘာခေါ်ရလဲပြီးတော့ပြန်အချင်းချင်းအဲ့လိုဖြစ်ခဲ့တယ်လို့ပတ်တန်းရှိပါတယ်ခုဥတင်ပြုတ်တင်ဖေးလည်းမရှိတော့ဘူးသူ့သားတော့ရှိပါဦးမယ်ဥနုလည်းမရှိတော့ဘူးဥနေဝင်လည်းမရှိတော့ပြောတာပါတမောဆရာတော့ရှိသေးတယ်ပေါ့စကုံတော်ရဲ့ခြေစူးကြောင့်တတ်လို့မရဘူးမေတ္တာရဲ့ခြေစူးတတ်လို့မရဘူးမသိဘူးပေါ့ ဒါတော့တော်တော်ကျိုးရှိတာဥပ္ပစေကကံရှိသွားရင်တော့ဒါတော့ပြောမရဘူးဖခင်ရဲ့လောင်မရှောင်မရတာကံကတော့သို့တော့အဲ့ဒါတော့အလွန်ထင်းထင်းရှားရှားလက်တွေ့တခုပါပဲ